ပြောတတ်လို့ရှိရင် တလောကလုံးရဲ့မျက်နှာမှုကိုရမယ်။မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်။စကားတွေမှာအစွမ်းရှိတယ်တဲ့။ရှိတာမှနည်းနည်းနုံနုံရှိတာမဟုတ်အများကြီးရှိတာ။မိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်။မိမိရဲ့နားထဲကို ဝင်ရောက်လာတဲ့စကားအံတွေမှာလည်းပဲအစွမ်းရှိတယ်။ အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလိခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကျဉ်းချင်းရှိခဲ့ပြီဟုတ်လားမှန်ပါဗျာမိမိပြောလိုက်တဲ့စကားတခွန်းကြောင့် လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်တချို့ဆိုလို့ရှိရင်အသက်ဆုံးသည့်အထိစကားတခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်မှန်ပါဗျာဟုတ်လားမှန်ပါဗျာစကားတခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလန်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းနဲ့နဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဗျာဟုတ်ရလား မှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးကျယ်မှားယွင်းမှုတွေနဲ့ပြည်နေပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်လုံးလဲလိုက်ပြီးတော့ဒုက္ခပေးတဲ့တည်းဆိုးတဲ့ဘက်မှာစကားတွေဟာပြောမပြနိုင်လောက်အောင်အစွမ်းတတ္တိတွေရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေရှိတာပဲမေတ္တာလေးနဲ့ပြောလိုက်တည်းနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့ပြောတယ်အတိပဲရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ် ပြောတဲ့မပြောတဲ့အချိန်အခါကိုကြည်ပြီးတော့တကယ့်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင်ပြောတဲ့သူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်။ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်။စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းလေးတွေဗျာ။ပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှာမှုကိုရမယ်။ မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင် အပြောကောင်းကိုပိုချစ်ကြသည် ဆိုတဲ့စကားလေးကြားဖို့တယ်မို့လားကြားပါရဲ့ဗျာအေးအပြောကောင်းဆိုတာနားထောင်ကောင်းအောင်ရှောက်လှဲ့ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကို မထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုလားမှန်ပါဗျာဟုတ်ရလားမှန်ပါဗျာဒါဥစဉ်တို့မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာ ပြောတတ်တာကိုအပြောကောင်းလို့ဆိုလားမှန်ပါကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုး ကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားစေတဲ့စကားမျိုးဆိုရင်ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲမရပါဘူးခင်ဗျာလောကမှာအပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားဂုံတော်၉ပါးထဲမှာသူကတ္ဆိုတဲ့ဂုံတော်ရှိတယ်လေမှန်ပါခင်ဗျာအဲ့ဒီသူကတ္ဆိုတဲ့ဂုံတော်ကအတိပဲအမျိုးမျိုးထွက်တယ်ရှိဖရာတို့နီးတူလာခြင်းကောင်းတော်မူသောလို့လည်းအတိပဲရတယ် ဖះစုပံကလေးကစပြီးတော့လမ်းကြောင်းကိုမတိန်ဆောင်းသေးပဲနဲ့တက်တက်မတ်မတ်မှန်မှန်ကန်ကန်ရှောက်လန်းလာတယ်လို့ဒီလိုအဓိပ္ပာယ်လေးရတယ်ပြီးတော့စကားကောင်းကိုပြောတတ်တာ